ဟုတ်ကဲ့မင်္ဂလာပါဗျ 2DKMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါလေဗျမနေ့ကတော့ဗျနော်မထင်မှတ်တာလေးလာထွက်သွားတယ်ဗျအမှန်တော့ကျွန်တော်တို့ site ကတော့ web site ကမှန်မှန်တယ်ပေါ့ပြောရမယ်ဆိုရင်နော်ကျွန်တော်တို့ key အနေနဲ့ယူမယ်ဆိုရင်တော့ကျွန်တော်တို့30ရပါမှာဖြစ်တယ်ဗျ ီနီးတဲ့နောက်ကြတယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာမီးပြတ်နေတာဖြစ်ပါတယ်ဗျာမီးပြတ်နေလို့နောက်ကြတာပေါ့เนาะဟုတ်နေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ မိုးစက်တဲ့မင်္ဂလာပါဟုတ်ကဲ့ပါအလုံးမဲ့မင်္ဂလာပါဗျာသင်္ခါတဲ့ယန္တိလေးလုပ်ပါဦးနော်ဟုတ်ကဲ့ပါဗျာနော်တေရှိတုံညာခွင်ကောင်းနဲ့နှစ်ခွင်ဆိုတော့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်တို့အမှန်ကတော့ကျွန်တော်မနက်ကပေါ့เนาะခွင်နှစ်တုံညာကီးယူမယ်168ကီးယူမယ်ဆိုရင်တော့10ဆိုပြီးကျွန်တော်ပါမှာပေါ့เนาะ nhà biểu đệ cố chạy là nhà này đệ cố lấy chạy bảo đệ nó cho ý mình là bảo hữu kê mình là bảo bia tỷ lệ là mình là bảo hữu kê alo mê mình là bảo bia Thank 那个，柯晓，那个，没有、啊嗯，嗯嗯。 ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာ ကျော်ဒီမှာ9ရက်9ရက်ဒီက3ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့ကျော်ဒီမှာဒီ3ပိုင်းပြကျော်ဒီ3ပိုင်းမှာကျွန်တော်တို့8 3ဆိုပြီးတော့ထွက်တယ်ဗျဝေထွန်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျပြည့်ဖြည့်အောင်နဲ့ရှုံးနေလို့ကိုရေးတဲ့တေချောင်းအတွက်ပေးပါဦးနဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျော်ဒီမှာနောက်တစ်ပြင်ဒီ 3ရက်2ရက်ပေါင်းချင်းဒီ5 5နဲ့ဒီရက်4နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ကျွန်တော်ဒီမှာဒီ9ပိုင်းပြတော့ဒီ9ပိုင်းမှာကျွန်တော်တို့9လေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ၄ရက်3ရက်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်9နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့ကျွန်တော်ဒီမှာဒီ2ပိုင်းပြတော့ တော့ဒီနှစ်ပိုင်းမှာလည်းကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျအားလုံးမဲ့ဒါလေးနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ဒါကိုမားတို့ကကြိုက်နှစ်သက်မှုရှိမှလည်းသုံးပါဗျကျွန်တော်ဒီမှာဒါဆိုရင်ကျွန်တော်ဒီညနေတော့က9ရက်4ရက်ပေါင်းချင်းတီကို6နှစ်တီက3ညနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းတီ6ဖြစ်လို့ကျွန်တော်ဒီမှာတီ6ပိုင်းဗျ ကြော်ဒီမှာ993ပေါင်းချင်းဒီ3ဖြစ်လို့3ပိုင်မှာ83ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီ234ပေါင်းချင်းဒီကျော်တို့6ဖြစ်လို့6ပိုင်မှာ6လေးဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြင်ဒီ345ပေါင်းချင်းဒီ2ဖြစ်လို့ကျော်2ပိုင်ပေါ့နော်2ပိုင်မှာ62ဆိုပြီးထွက်တယ်ဒါကြောင့်မို့ကျော်ဒီမှာ၄ရဲ့၅ရဲ့၃ရဲ့ဒီ၃လုံးပေါင်းချင်းဒီ၉ဖြစ်လို့ကျွန်တော်၉ပိုင်ပြ ဖင်မာတဲ့မနေ့ထက်နဲ့ညနေထိပ်ပေါင်းခြင်းကိုတင်နေပါလေတဲ့စစ်ကြည့်ပေးပါတဲ့မနေ့ထိပ်နဲ့ညနေထိပ်ပေါ့နော်ကျွန်တော်ဒီအပေါ်ပြင်ခဲ့တဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာတော့မှန်ခဲ့တယ်ပေါ့နော်ငါးလေးပေါင်းခြင်းကိုဒီမှာတော့တစ်ချိန်ပြတ်သွားတယ်ပေါ့နော်ကျွန်တော်တို့၈၃မှာတော့ကျွန်တော်တို့တစ်ချိန်ပြတ်တယ်ဗျာ ော်ဒီမှာ9ရက်9ရက်ဒီရက်8ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရက်နှစ်ခတ်ဒီ8တက်ဒီကြောင့်ဒီမှာအချိန်မြတ်ကျော်ဒီမှာ8တက်အချိန်မှာ83ဆိုတော့8ထီလဲဒီမှာလဲကျွန်တော်တို့3ပိုင်းနဲ့ဒီ8တက်နဲ့တွဲရင်383တက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့83ဆိုပြီးတော့ထွက်တယ်ဗျာဒါကြောဒီမှာနောက်တစ်ပင်ဒီပေါ့နော် နောက်တစ်ပင်ဒီ ငားရဲ့၃ရဲ့ပေါင်းချင်းဒီ၈ရှင်းနဲ့တရားရှင်းနဲ့ပေါင်းတော့၆ဒီ၃လုံးပေါင်းချင်းဒီ၆ဖြစ်လို့၆ရဲ့နှက်ခတ်ဒီ၉၆၉ဒီကြောင့်ဒီမှာအချင်းမြတ်တော့ဒီ၆၉အချင်းမှာလည်း၉လေးထွက်တော့ကျွန်တော်တို့၉ထီတယ်ဒီမှာတော့ကျွန်တော်တို့၉ပိုင်ကို၆၉နဲ့တော့အပြီးတော့ပြေးမသွားဘူးပေါ့နော်၉ပိုင်မှပြေးပြီးတော့၉လေးဆိုပြီးတော့ထွက်တယ်ဗျမနှက်ထိတ်ညံ့နေထိတ်တော့ဟုတ်ကဲ့ပါဗျာနော် sorry ပါဗျာ ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ3ရဲ့4ရဲ့ပုံချင်းဒီခွန်းခွန်းနဲ့ဒီရဲ့6နဲ့ပုံတော့6ဒီ3လုံးပုံချင်းဒီ6ဖြစ်လို့6ရဲ့နက်ခတ်ဒီကို6 9ဒီရောဒီမှာအချိန်ရဒီ6 9အချိန်မှာလဲ6နှစ်ထွက်တော့6ထီတယ်ဒီမှာတော့ကျွန်တော်တို့ဒီနှစ်ပိုင်းနဲ့6 9နဲ့တွဲပြီးတော့အပြည့်ပေါက်ပေးတယ်ပေါ့နော်2 6 2 9ဆိုတဲ့နှစ်ကွက်မှာကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီနေ့မှာ1ချိန်ဒီ ၄ရက်၅ရက်ပေါင်းချင်းဒီကို၉နဲ့ဒီလက်၆နဲ့ပေါင်းတော့၅ဒီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့၅ရက်နှစ်ခက်ဒီ၃၅၃ဒီတော့ဒီမှာအချိန်ပြပါကြည့်တဲ့တာလီသွားစီးတော့ဟုတ်ခဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာ ဒီပြမှာဆိုကျွန်တော်တို့က3ပိုင်းနဲ့8တက်မှာတော့ကျွန်တော်တို့အပြည့်ပေးတယ်8 3ဆိုပြီးအပြည့်ပေးတယ်ဒီမှာတော့9ပိုင်းနဲ့6 9မှာတော့ကျွန်တော်တို့အပြည့်မပေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့9ပိုင်းပေးပြီးတော့9 6ဆိုပြီးတော့ထွက်တယ်ဗျဒီမှာလဲကျွန်တော်တို့2ပိုင်းနဲ့6 9နဲ့ပေါ့နော် 1chain နဲ့ကျွန်တော်တို့လုံးပိုင်းနဲ့မတူရင်အပြည့်ပေးနေတာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ2ပိုင်းနဲ့6 9ရဲ့မှာလဲကျွန်တော်တို့6နဲ့ဆိုပြီးတော့ထွက်တယ်ဒီမှာကျွန်တော်တို့9ပိုင်းကို9 3နဲ့ဆိုတော့ကျွန်တော်တို့ဘောပေါ့နော်လုံးပိုင်းနဲ့ 1chain နဲ့မတူရင်အပြည့်ပေါက်ပေးတာတွေ့ရတယ်ဗျ ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်ဝမ်းကျင်းလေးပေါ့နော်နောက်ထပ်ဝမ်းကျင်းလို့မပြောဘူးနောက်ထပ်လုံးမိုင်လေးပေါ့နော်ကျော်ဒီမှာနောက်ထပ်လုံးမိုင်လေးဒီ2ရယ်5ရယ်ဒီရက်8ရယ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ ငါးဖြစ်လို့ပေါ့နော်ငါးရဲ့နှက်ခတ်တီ၃အဲ့ဒီ၃တီရောဒီမှာလုံးမိုင်မဲ့ဗျာဒါတို့ကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်တီလဲ9ရဲ့9ရဲ့ပေါင်းချင်းတီ၄၄နဲ့ကျွန်တော်ဒီရဲ့8နဲ့ပေါင်းတော့2ဒီ၃လုံးပေါင်းချင်းတီ2ဖြစ်လို့2ရဲ့နှက်ခတ်တီ၄အဲ့ဒီ၄ဒီကျွန်တော်ဒီမှာလုံးမိုင်ဗျာ ကျော်ဒီမှာပေါ့နော်ဒီမှာ3ပိုင်း3ပိုင်းမှာတော့ကျွန်တော်တို့သုံးဘူးတော့မထွက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ3ပိုင်းနဲ့ဒီ8တနဲ့တွဲရင်ကျွန်တော်တို့8သုံးပါမယ်ဒီမှာတော့ကျွန်တော်တို့9ပိုင်း4ပိုင်းမှာ9 4ဆိုပြီးတော့ထွက်တယ်ဗျဒါမှမဟုတ်ဖဲကျွန်တော်ဒီ4ပိုင်းကိုဒီဘက်က6 9နဲ့တွဲရင်လည်းကျွန်တော်တို့9 4ပါမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီခွင်းရ3ရပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီက9နဲ့ပေါင်းတော့9 ဒီ၃လုံးပေါင်းခြင်းဒီ၉ဖြစ်လို့၉ရဲ့နှက်ခတ်ဒီ၆၆ဒီကျော်ဒီမှာလုံးပိုင်ပြကျော်ဒီမှာနှစ်ပိုင်း၆ပိုင်မှာတော့ကျွန်တော်၆နှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီအပေါ်ပြန်မှာတော့ကျွန်တော်ဒီလုံးပိုင်ဆိုင်လေးဒီဒီဘက်ကဝန်ချင်းနဲ့တွဲရင်ပြီးပေးတယ်ဒီမှာတော့ကျွန်တော်ဒီ၆ပိုင်နဲ့ဒီဘက်ကဝန်ချင်းနဲ့တွဲရင်တော့အပြည့်ပေါတော့ပေးမသွားဘူးပေါ့နော်ဒီမှာကျွန်တော်တို့ဒီကောင်းနေကိုခွေရင်တော့ကျွန်တော်တို့ပေါက်ကနန်းဖြစ်မယ်ဗျအလုံးမဲနားလည်မလို့ထင်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ တည့်ရဲ့လေးရဲ့ပေါင်းချင်းတီငါငါးနဲ့တရား6နဲ့ပေါင်းတော့တည့်ဒီသုံးလုံးပေါင်းချင်းတီတက်ဖြစ်လို့တည့်ရဲ့နှက်ခတိရှေးရှေးတီလဲကျွန်တော်ဒီမှာလုံးပိုင်ပြကျော်ဒီမှာဒီပင်ရတော့ကျွန်တော်တို့ဟိုကဖြစ်တထားလဲပေါ့နော်ဒီမှာဆိုရင်6ပိုင်4ပိုင်မှာကျွန်တော်တို့6လေးထွက်တယ်2ပိုင်6ပိုင်မှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်တို့ဒီမှာ6ပိုင်း7ပိုင်းမှာ6 8ကထွက်မှာလာပေါ့เนาะဒါမှမဟုတ်ဖဲနဲ့ဒီကျွန်တော်တို့ဒီ6 8လုံးပိုင်းဒီဒီ9 3เนี่ยပဲတွဲပြီးတော့အပြည့်ပေးသွားမှာလာပေါ့เนาะဒီကျွန်တော်တို့ဒီညနေမှာ9 3အချင်းဒီကျွန်တော်2ချင်းတွေ့ပါတယ်ဗျာ9 3အချင်းဒီကျွန်တော်တို့မနေ့က4ပိုင်းယူခဲ့တဲ့ site ပေါ့เนาะ ဒီမှာကျွန်တော်တို့၄ရက်၅ရက်ဒီရက်၉ရက်ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရက်နှစ်ခတ်တည်တည်း၈တည်းဒီကျွန်တော်ဒီမှာအချိန်ကျွန်တော်တို့၈သုံးထွက်တော့၈ ठी တယ်ပေါ့နော်နောက်တစ်ပင်ဒီလည်း၃ရက်၃ရက်ဒီရက်၈ရက်ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရက်နှစ်ခတ်တည်နှင်း၄နှစ်ဒီကျွန်တော်ဒီမှာအချိန်၄နှစ်အချိန်မှာ၉၄ဆိုတော့၄ ठी တယ်ဗျနောက်တစ်ပင်ဒီလည်း2 4ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့ ၄ရက်နှစ်ခတ်တည်နှင့်၄နှစ်တည်တော့ဒီမှာအချိန်မြ၄နှစ်အချိန်မှာလဲ၆နှစ်ထွက်တော့နှစ်ထီတယ်ဒါကြောင့်မို့ဒီနေ့မှာဝမ်းကျင်းတည်ကြတော့၉ရက်၅ရက်ဒီရက်၉ရက်ပေါ့နော်ဒီ၃လုံးပေါင်းခြင်းတည်၃ဖြစ်လို့၃ရက်နှစ်ခတ်တည်၅၃၅တည်အချိန်၃၅အချိန်တည်ကြောနှစ်ချိန်တွေ့တယ်ပေါ့နော်ကျွန်တော်ဒီမှာ၉ပိုင်းလဲတွေ့တယ်၈ပိုင်းလဲတွေ့ပါလိမ့်ဗျကျွန်တော်မနေ့ရက်ဗရိတ်အရဆိုရင်ပေါ့နော်မနေ့ရက်ဗရိတ်ကတော့ကျွန်တော်တို့ ၃နှစ်၃ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့နှစ်ခတ်ဒီ1အဲ့ဒီ1ဒီဘယ်လဲကျွန်တော်တို့၈၃ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီ2 6လေးပေါင်းခြင်းဒီ5ဖြစ်လို့5ရဲ့နှစ်ခတ်ဒီ3အဲ့ဒီ3ဒီကျွန်တော်ဒီမှာဘယ်6လေးဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြင်ဒီ9ရဲ့ခွန်ရဲ့5ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းခြင်း1ဖြစ်လို့1ရဲ့နှစ်ခတ်ဒီ၈အဲ့ဒီ၈ဒီဒီမှာဘယ်ကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ် ါးဆိုကြောဒီမှာခွန်တ3ညပေါ့နော်ဒီပရိလိုင်းရဆက်ပေးမယ်ဆိုရင် ခွန်တ3ညပေါင်းချင်းတိ10ဖြစ်လို့10ရဲ့နှစ်ခက်တိ10ပေါ့နော်10ပရိမြန်ပေးမှလာပေါ့နော်10ပရိပေးမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ10ပိုင်နဲ့9 3နဲ့တွဲရင်10 3ဆိုတဲ့ကျွန်တော်တို့ပြန်ချကဏ္ဍလည်းဖြစ်တယ်ပရိနေလည်းထပ်တူကြတယ်ပေါ့နော်ကျော်ဒီမှာဆိုရင်ကျွန်တော်တို့က 381ပေါ့နော်ဒီ381ခွေရင်83ပါမယ်ကျွန်တော်ဒီမှာ646ခွေရင်ကျွန်တော်တို့64ပါမယ်ဒီမှာကျွန်တော်တို့269ခွေရင်ကျွန်တော်တို့6နှစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ခွေစရာတည်9853ပေါ့နော်ဒီကျွန်တော်ဒီစိုက်အပေါ်စိုက်လေးကဒီမျိုးစိုက်လေးကပဲပေးသွားမလားဒါမှမဟုတ်ဖိနေကျွန်တော်တို့ဒီလုံးပိုင်1ချင်းတွေကိုဗရိတ်နဲ့ပဲချုပ်ပေးသွားမလားတော့ကျွန်တော်လည်းမပြောရဘူးပေါ့နော် ဒီနေရာမှာတကွက်ကောင်းရွေးရမယ်ဆိုရင်တော့ကျွန်တော်ဒီမှာပေါ့နော်ထိပ်ပိတ်ဆိုင်လေးကိုတွက်ပြပေးပါမယ်ဗျ။ တော့ဒီမှာ3နောက်ပိတ်လေးရထားတယ်ပေါ့နော်3နောက်ပိတ်ဒီကျွန်တော်တို့ကြဒီမှာ9ရက်2ရက်3ရက်ပေါ့เนาะဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တုံညဆိုပြီးတော့ဖြစ်တယ် နောက်တစ်ပင်ဒီလဲ3ရဲ့3ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီရဲ့4နဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီလဲကျွန်တော်တို့၃ညဆိုပြီးတော့ဖြစ်တယ်ဗျ။ဒါတော့ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲကျွန်တော်4ရဲ့4ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီရဲ့2နဲ့ပေါ့နော်၃ညဒီ3လုံးပေါင်းချင်းဒီလဲ၃ညဆိုပြီးတော့ဖြစ်တယ်။ကျော်ဒီမှာ9နဲ့3ပေါင်းချင်းဒီ၃ည3 3လေးပေါင်းချင်းဒီ၃ည4 4နဲ့ပေါင်းချင်းဒီ၃ည ဒါကြောင့်မို့ကျွန်တော်ဒီညနေမှာ၃ညဖြစ်ချင်းနဲ့သွားမှာပေါ့နော်ဒီရက်9ရက်ကျွန်တော်ဒီရက်2ရက်ဒီရက်ညနေထွက်မဲ့နောက်ပိတ်ရက်ပေါ့နော်ပေါင်းချင်းဒီ၃ညလို့ဖြစ်မှာဆိုရင်ကျွန်တော်ဒီမှာ9နှစ်ပေါင်းချင်းဒီခွင်ဖြစ်နေတာဖြစ်တဲ့အတွက်၃ညဖြစ်အောင်ဆိုရင်ကျွန်တော်တို့က၃နောက်ပိတ်ထည့်ရမယ်၃နောက်ပိတ်ဒီကျော်ဒီမှာ၅အုံအချင်းဒီလဲ၂ချင်းတွေ့ထားရပေါ့နော်ဒီ၅အုံအချင်းနဲ့မှာကျွန်တော်တို့၃ဒီနောက်ပိတ်တွေ့ထားတာဖြစ်ပါတယ်ဗျ ဒီဒီမြတ်တဲ့ခွန်တလုံးကြဖို့ရှိတယ်တဲ့ခွန်တလုံးကြဖို့ရှိရင်ကျွန်တော်ခွန်ထိတ်လေးပြပေးမယ်ပေါ့နော်ဒီမှာ 9ရက်9ရက်ဒီရက်10ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျော်2ဆိုပြီးတော့ဖြစ်တယ်ဗျာဒီမှာ9 9 10ပေါင်းချင်းဒီ2ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ9 10 10ပေါ့နော်ဒီ9 10 10ပေါင်းချင်းဒီကျော်1ဆိုပြီးတော့ဖြစ်တယ်ဗျာနောက်တစ်ပင်ဒီလည်း3ရက်10ရက်ဒီရက်9ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ညဆိုပြီးတော့ဖြစ်တယ်ကြော်ဒီမှာဒီ၃လုံးပေါင်းချင်းဒီ2ဒီ၃လုံးပေါင်းချင်းဒီ1ဒီ၃လုံးပေါင်းချင်းဒီ၃ညာ နောက်တစ်ပင်ဒီဒီ၃လုံးပေါင်းခြင်းဒီ၉ဒီ၃လုံးပေါင်းခြင်းဒီ၉ပေါ့နော်ကျွန်တော်တွားနေတာဒီ2139 2139ပြီးကျွန်တော်တို့က6ထက်ငယ်တဲ့ဒီ8ပေါ့နော်အဲ့ဒါမျိုးဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ9ရဲ့6ရဲ့ပေါင်းချင်းဒီ1 1နဲ့ဒီရဲ့ထိပ်စီးနဲ့ပေါင်းချင်းဒီကျွန်တော်တို့8ဖြစ်ရမယ်ဗျဒီမှာဒီကျွန်တော်တို့9 6ပေါင်းချင်း1ဖြစ်နေတာဖြစ်တဲ့အတွက်8ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကခွန်ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျ ားလုံးပဲကျွန်တော်ယူလိုက်ကြရင်နားလဲမယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်တက်မှုရှိမှလည်းသုံးပါဗျာကျွန်တော်ဒီမှာ9ရက်9ရက်8ရက်ပေါင်းချင်းတီ2 9 88ပေါင်းချင်းတီ3 89ပေါင်းချင်းတီ3ညာ4 96ပေါင်းချင်းတီ9 96ခွန်ပေါင်းချင်းတီ8ဆိုပြီးတော့ကျွန်တော်သွားမယ်ဗျ။အဲ့တော့ဒီမှာ21398ပေါ့နော်။21398ဆိုပြီးတော့သွားထားတာဖြစ်တယ်ဗျ။ဒီခွန်ထိပ်တီကျွန်တော်နှစ်ချက်ပေါ့နော်။အဲ့တော့ဒီမှာတီ တော့ဒီမှာ2ရက်8ရက်9ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ9ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပင်ဒီလဲ3 9 6ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ8ဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာဒီ3လုံးပေါင်းချင်းဒီ9ဒီ3လုံးပေါင်းချင်းဒီ8ဒီ3လုံးပေါင်းချင်းဒီခွန်လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကခွန်ထိပ်ပဲပေါ့နော်6 19ပြိတ်ရှိတယ်တဲ့တရားဆိုရညနေပြန်ကြအဖို့တခုခုထိုးမယ်တဲ့ဟုတ်ကဲ့ပါဗျာနော် ကျွန်တော်ပြန်ချဆိုရင်တော့ကျွန်တော်ရဲ့ site ထဲမှာတော့ကျွန်တော်တို့၈၃တီပြန်ချကဏ္ဍပေါ့နော်ပရိတ်တီကျွန်တော်တို့ဒီမှာမနေ့ရက်ပရိတ်ကတော့ကျွန်တော်တို့9139ပေါင်းခြင်း၈ဖြစ်လို့၈ရက်နှစ်ခတ်တီတစ်ပရိတ်ပေါ့နော်တစ်ပရိတ်ဆိုရင်ကျွန်တော်တို့က၃နောက်ပိတ်တီပိုပြီးကောင်းနေလို့ကျွန်တော်ယူဆရတယ်ပေါ့နော်၃ကိုကျွန်တော်တို့၈၃ဆိုပြီးတော့ထဲထိုးရမှာပေါ့နော်၈၃ဒီတစ်ပရိတ်လည်းဖြစ်တယ်ပြန်ချလည်းဖြစ်တယ်ဒီမှာမှကျွန်တော်တို့ဒီပရိတ်လိုင်းလေးရဲ့ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ 4ရက်5ရက်နှစ်ပဲဗောနော်ဒီ3လုံးပုံချင်းဒီ1ဖြစ်လို့ကျွန်တော်ဒီမှာဒီ168ဘရိတ်ဗောနော်168ဘရိတ်မှာ73ဆိုပြီးတော့1ဘရိတ်ထွက်တယ်နောက်တစ်ပြင်ဒီ3ရက်3ရက်ဒီရက်9ရက်ဒီ3လုံးပုံချင်းဒီ5ဖြစ်လို့9ရက်ပါဝါ3ညာ9နှက်ခတ်3 9 3ညာ3ဒီကျော်ဒီမှာဘရိတ်ဗောနော်6ဆိုပြီးတော့3ဘရိတ်ထွက်တယ်ဗျဒါဆိုကျော်ဒီမှာနောက်တစ်ပြင်ဒီ6ရက်ဟော 2ရက်4ရက်ခွန်ရပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါရှစ်3နဲ့ခက်5 35ဒီပရိတ်မှာ6နှစ်ဆိုပြီးတော့10ပရိတ်ထွက်တယ်ဗျဒါဆိုကျတော့ဒီမှာ9ရက်5ရက်ပေါင်းချင်းဒီ4နဲ့ဒီက1နဲ့ပေါင်းတော့5ဒီ3လုံးပေါင်းချင်းဒီ5ဖြစ်လို့5ပါဝါ3ညာ5နဲ့ခက်3ပေါ့နော်5 3ညာ3ပရိတ်လည်းဖြစ်သွားနိုင်တယ်ဒါဆိုကျတော့ဒီမှာဒီခွန်3ဒီလည်းကျွန်တော်ဒက်တစ်ခွက်ကောင်းပေါ့နော်ပရိတ်ကကျွန်တော်တို့5 3ညာ3ပရိတ်ဆိုတော့ခွန်3ဒီကျွန်တော် တုံညပရိနဲ့ထက်တူကြပါလေဗျ။အဲကျန်ဒီပါတဲ့အပူလာနေလဲဟုတ်ကဲ့ပါဗျာနော်။ဒီဟာဆိုတဲ့နှစ်နောက်ပိတ်လာထားရင်လည်းပြန်ကြအပူလာတဲ့တဲတဲ့ဟုတ်ကဲ့ပါဗျာ။အောင်ကိုမင်းနဲ့သုံးအပိတ်ကဘယ်လိုရတာလဲတဲ့။သုံးအပိတ်ကဒီမှာကျွန်တော်တို့၅နှစ်သုံးပေါ့နော်။ဒီသုံးလုံးပေါင်းခြင်းဒီတုံညာ334ပေါင်းခြင်းဒီတုံညာ42နှစ်ပေါင်းခြင်းဒီတုံညာ9နှစ်3ပေါင်းခြင်းဒီတုံညာဆိုပြီးတော့ကျွန်တော်တို့သုံးနောက်ပဲယူထားတာပေါ့နော်။ ဒီမှာဒီကျွန်တော်တို့၅အုံအချိန်တည်အချိန်နှစ်ချိန်တွေ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာဒီရော6 8 9 3အခွေလဲခွေရမယ်ပေါ့နော်အဲ့ဒါဟိုမှာကျွန်တော်တို့ကခွန်3ဆိုပြီးတော့ထက်ထဲ့မယ်ဗျကိုယ်ကိုမဲနားလဲတော့ပြီးထင်ပါလိမ့်ဗျနော်ကျွန်တော်တို့3နောက်ပိတ်ဒီကျွန်တော်ဒီ3လုံးပေါင်းခြင်း3ညဆိုပြီးတော့3ညဖြစ်ခြင်းနဲ့ယူထားတာဖြစ်ပါလိမ့်ဗျ ဟုတ်ကဲ့ပါကိုမတို့ကလည်းအကြိုက်ကိုတော့ရွေးချယ်ပြီးတော့တုံးပေါ့နော်ကျွန်တော်ဒီမှာဒီကျွန်တော်တော့653ကိုလည်းခွေပေးလိုက်မယ်ပေါ့နော်ခွန်းနဲ့ပတ်သက်တာလေးတွေကျွန်တော်ထပ်ပြီးတော့ဖြည့်ပေးပါမယ်ဗျအဲ့ဒါဂျနီဖာတဲ့အပူထွက်နိုင်လားတဲ့အပူကတော့ကျွန်တော်တို့ကဏ္ဍအဆုံတော့ဆင်းထားတယ်ပေါ့နော်ကဏ္ဍအဆုံဆင်းပြီးရင်တော့အပူတွေတော့လိုက်ထွက်တတ်တာမျိုးတော့ရှိပါတယ်ဗျာ ကျွန်တော်လည်းအတိအကျမသိဘူးပေါ့နော်ထွက်မယ်မထွက်မယ်ဆိုတော့လမ်းမြေတွင်းနဲ့မနေ့ကခွန်ကားကတော့လှတယ်နော်ဒါဟုတ်ပါတယ်ဗျာနော်တခါတရံမှာလည်းကျွန်တော်တို့ကံကောင်းတတ်တယ်ပေါ့နော်အပူကြရင်လည်းကျွန်တော်ဒီမှာပေါ့နော်6853ခွန်ပေါ့နော်ဒီအပူလေးရပဲကျွန်တော်ထိုးမယ်ထိုးမယ်လို့ပေါ့နော်ထွက်မယ်လို့ယူဆတာပေါ့နော်တကယ်လို့အပူထွက်ခဲ့ရင်တော့ကျွန်တော်တို့6853ခွန်ပေါ့နော်ဒီကနန်းလေးရပဲထွက်မယ်လို့ကျွန်တော်ယူဆပါတယ်ဗျာ ကိုကျော်တဲ့ခွင်း၃ညချင်းရှိတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ခွင်း၃ညချင်းရှိရဆိုရင်ကျွန်တော်ဒီမှာ၃ညနောက်ပေးလေးလဲကျွန်တော်ပြပေးမယ်ပေါ့နော်ကျော်ဒီမှာ nga 3ပေါင်းချင်းတီ8 3 4ပေါင်းချင်းတီခွန်း4 2ပေါင်းချင်းတီ6ကျော်ဒီမှာဒီနှလုံးပေါင်းချင်း8ဒီနှလုံးပေါင်းချင်းခွန်းဒီနှလုံးပေါင်းချင်း6ဒီနှလုံးပေါင်းချင်း5လို့ဖြစ်မယ်ဆိုရင်ကျွန်တော်၃ညနောက်ပေးပေါ့နော်ဒါကြောင့်မို့ကျွန်တော်80ခွန်း3ဘရိတ်ရလဲကျွန်တော်နည်းနည်းလေးထပ်ဖြည့်ပေးမယ်ပေါ့နော် တရားဆိုတဲ့ညာနေကိုအားနေတယ်လေဟုတ်ကဲ့ပါဗျာနော်ကိုကို30ထွက်ရင်းနဲ့80ခွန်း1ခွန်း2ခွန်း3ထွက်တတ်ပါတယ်လေဟုတ်ကဲ့ပါဗျာဒါဆိုကျွန်တော်ဒီမှာ80ရဲ့ခွန်း3ရေပေါ့နော် ပြန်ကြကြတဲ့သူတွေကပေါ့ကျွန်တော်တို့နော်ခွန်ထိတ်လေးတွေးထားတာဖြစ်တယ်၃၅အချိန်လေးရှိထားတာဖြစ်တဲ့အတွက်ခွန်ငါးတီလေးကျွန်တော်ပြန်ကြကနန်းပေါ့နော်ပြန်ကြကြိုက်တဲ့သူဆိုရင်နော်ခွန်ငါးလေးပါထည့်ပြီးတော့ထိုးပါဗျခွန်ငါးရဲ့၈၃ရဲ့ပေါ့နော်ပြန်ကြတဲ့မှာတော့ဒီဘက်ကခွန်ငါးရောနှစ်ချောလာတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒီမှာနွေရတဲ့ကနန်းဆုံးကြရင်ပါဝါ၄ကိုထိုးကြရတဲ့ဟုတ်ကဲ့ဗျာနော်ကျွန်တော်တို့ဒီမှာ အဲ့ဒီတပတ်ထဲမှာပေါ့နော်ဟိုဒီကိုးလေးဒီတော့တပတ်အတွင်းမှာ3ချိန်ထိကြာဘူးတာရှိပါတယ်ဗျကိုးလေးကိုးလေးလေးကိုးပေါ့နော်ဒါမှမဟုတ်3ချိန်တော့ကြာသွားတာရှိတယ်ဗျလာမီတို့ညနေ3ညပြိကြိုက်တယ်ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာ9ညပြိလေးတွေ့ထားတယ်ပေါ့เนาะကြိုက်ရင်တော့3ပါဗျာ ကဲ့ပါဗျာเนาะကျွန်တော်တို့ဒီမှာ9853လဲခွေလိုက်ပေါ့เนาะကြိုက်နှစ်သက်မှာလဲခွေပေါ့เนาะ9853ခွေရင်လဲကျွန်တော်တို့တွက်ဆိုင်ထဲမှာတော့ပေါက်ကနန်းဖြစ်နေတယ်ဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော်ဒီမှာ9853အခွေပါရေးပေးတယ်ပြီးကြရင်ကျွန်တော်ခွန်ထိတ်တွေးထားတာဖြစ်တဲ့အတွက်ခွန်3 90ခွန်လေးပေါ့เนาะ ဟုတ်ကဲ့ပါအလုံးမဲ့ကျွန်တော်လိုက်ကိုဒီမှာပဲရနာခွင့်ပြပါပြကျွန်တော်တွက်ပြတဲ့ကနန်းလေးဒီလဲပေါက်ကနန်းလေးဖြစ်ပါစေကိုမလို့ကြိုက်တဲ့ကနန်းဒီလဲ၄နာရီခွဲထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေတူရီကိုလည်းထိုးလန်းပေါက်ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe မနေရသေးတဲ့ကိုမလေးကလည်း subscribe နေပြီးတော့ထပ်မံပြီးတော့တောင်းဆိုပါတယ်အလုံးမဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအလုံးမဲ့